အလုံးမဲ့မိင်္ဂလာပါရှင်ကပလာချန်နယ်မှပြန်လည်ကြဆွလိုက်ပါရယ်ဒီနေ့မှာတော့စားရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့သွေးနဲ့သားဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးတော့ပါမရှင်သွေးနဲ့သားကျွန်တော်စီကိုချက်တန်းရောက်လာသည်ချက်တန်းနဲ့ကျွန်တော်ကတပိုင်းနေတာတငယ်ချင်းများဖြစ်သည်ငယ်စဉ်ကလေးဘဝကတော့အတူလာအတူကစားအတူဖြစ်သည်သူနဲ့ကျွန်တော်ကြောင်းချင်တော့မတူပါသူက national ចောင်းသား ကျွန်တော်က BBM ចောင်းသားဖြစ်သည်ချက်တန်းမိဘတွေကတိတ်ကုံတဲ့တွေဖြစ်တော့ကြောင်းချမ်းသာကြသည်ကျွန်တော်တို့ရှစ်တန်းအရောက်တွင်တိတ်မတွဲဖြစ်တော့သူ့မိဘတွေကအိမ်ပြောင်းသွားသဖြင့်ဟင်းတာကုံကိုရောက်သွားသည်အဲဇိုဌာနမှကလေးမလေးကကျွန်တော်ကိုလာပြောသည်ဆရာအဲ့တဲ့ရောက်နေတယ်ကျွန်တော်ထွက်တွေ့လိုက်သည်ကျွန်တော်ကအံ့အားတင်းနေစင်ပါပဲ မင်းသတင်းစာတိုင်းမှာလုံနေတယ်ဆိုလို့စုံစမ်းမိလာခဲ့တာဟုပြောသည်ထိုစင်ကကျွန်တော်သတင်းစာတိုင်းတွင်အယ်ဒီတာလုံနေသည်ကျွန်တော်ကသူ့ကိုလက်ဖက်ဆိုင်ခေါ်သွားပြီးတငယ်ချင်းနှစ်ယောက်စကားပြောကြသည်သူကမင်းကိုအကူအညီတစ်ခုတောင်းမလို့ဘာများလဲကွာသူကသူ့အိတ်ထဲကစာအုပ်တအုပ်ကိုထုတ်လိုက်ပြီးကျွန်တော်ကိုစာအုပ်ထဲတွင်ညှက်ထားသည့်စာတစ်စောင်ကိုပေးလိုက်သည်စာအိတ်လေးကအတော်ပင်ဟောင်းနေပြီး ငှက်ကားတစိမ့်ကောင်းလေးကတ်ထားသည်ကိုတွေ့ရသောကြောင့်စာအိတ်တတမနေဟုဆိုရမည်။ဘာစာလဲကွာဘသူစာလဲဖတ်ကြည့်လေကွာစာအိတ်ပေါ်ကလိမ့်စာမှာကိုချစ်တန်းဆိုသည့်အမည်တတ်ထားသည်ဖြင့်သူစာဖြစ်သည်ဟုဆိုရမည်။လိမ့်စာကလည်းသူယခုပကိုးတွင်နေထိုင်သည့်လိမ့်စာဖြစ်သည်။ကျွန်တော်အထဲကစာကိုထုတ်လိုက်သည်။စာရွက်ဖြူကဝါကျဉ်ကျဉ်ပင်ဖြစ်နေပြီ။ စာထဲမှာပါသည့်အကြောင်းအရာအရာအေးအေးမြင်းဆိုသည့်အမျိုးသမီးတူကသူ့ထံကိုရေးသည့်စာဖြစ်သည်ချစ်တန်းနှင့်အေးအေးမြတ်တို့ချစ်သူဘဝတွင်မှားခဲ့ဖူးသည်သူတို့မိဘတွေတဘောမတူတဖြစ်ကွဲသွားသည်အေးအေးမြတ်တွင်ချစ်တန်းနှင့်ရသည့်ကိုဝန်ပါသွားသည်ချစ်တန်းတွင်တားတယောက်ရှင်နေပြီအီစာမှာအေးအေးမြတ်ကစေယုံတက်နေရသဖြင့်သူ့ထံကိုလှမ်းပြီးအသိပေးခြင်းဖြစ်သည်ကျွန်တော်ကစာကိုဖတ်ပြီး စတန်းရမင်းအတော်ရှုတ်ခဲ့တာပဲဘာဖြစ်လို့ဒီစာကို ခုမှငါးစီကိုယူလာပြရတာလဲငါလည်းဒီစာကိုမကြာခင်လေးကမှတွေ့တာကွာငါမေးမတည်တော့သူ့ဘီတို့ကို ရှင်ရင်ဝှက်ထားတာကိုတွေ့တာလုံးဝမျှော်လင့်မထားတဲ့စာပါကွာဒါဆိုအေးအေးမြင့်နဲ့မင်းဖြစ်ခဲ့တယ်ဆိုတာဟုတ်သလားဟုတ်တယ်ငါခင်မေရင်နဲ့အိမ်တော်မကြာခင်တုန်းကမှားခဲ့တာ ခင်မေကြီးကမင်းစီကိုပို့လိုက်တဲ့စာကိုသူ့အရင်ရပြေးဟွက်ထားတာပေါ့အေးလေကွာခုမှတွေ့ရတာဟာကွာနှစ်ပေါင်း50လောက်တောင်ရှိနေပြီအဲ့ဒီတော့ငါကဘာလို့ပြေးရမှာလဲမင်းကရန်ကုန်မှာလဲအနေကြပြီသတင်းစာတိုက်ကဆိုတော့ငါ့ကိုဒီစာထဲမှာပါတဲ့လိပ်စာကိုလိုက်ဆောင်ဆန်းပေးဖို့ပဲငါသားနဲ့ငါတွေ့ချင်တယ်အေးအေးမြင့်ကိုရောသူ့ကိုလည်းတွေ့ချင်တာပေါ့ကွာ ကျွန်တော်မှာတငယ်ချင်းချစ်တန်းကောင်းမှုကြောင့်လိမ့်စာတဲ့ပါသည်တာကိတာကိုရောက်ခဲ့သည်လိမ့်စာတဲ့ကအိမ်နံပါတ်ကိုမတွေ့တော့တိုက်ကတရင်ထောင်းမလေးအကူညင်ဖြစ်လိုက်မိရာ ထိုလိမ့်စာနဲ့အိမ်မှာအေးအေးမြင့်တို့နေထိုင်ခဲ့သည်မှန်တော်လဲလွန်ခဲ့သည့်နှစ်20လောက်ကလေးကရောင်းသွားပြီဖြစ်သည် ထိုနေရာတွင်ခုနှစ်တက်တိုက်ကြီးစောက်ထားသည်ကျွန်တော်တို့စုံစမ်းရသည်မှာလမ်းစပြတ်သွားသည်ဖြစ်ချက်တန်းကိုပကိုးပြန်လွတ်လိုက်ရသည် တပတ်ခန့်အကြာတွင်တိုင်းမှတည်င်းထောင်းမှလေးကအဆက်အသွယ်ရပြီဖြစ်ကြောင်းပြောသဖြင့်ကျွန်တော်ချစ်တန်းကိုလှမ်းခေါ်လိုက်ရသည်ချစ်တန်းရန်ကုန်ကိုရောက်ပြီနောက်ချစ်တန်းသားဖြစ်သူနေထိုင်သည့်လိမ့်စာတဲ့မြောက်ဒဂုံကိုရောက်လာခဲ့သည် ကျွန်တော်တို့လုံချင်းအိမ်လေးနှင့်ခြံဝင်းလေးတစ်ခုကိုရောက်လာသည် ကျွန်တော်တို့ကိုအသက်40ခန့်အရွယ်လူတစ်ယောက်ကထွက်ကြသည်တည်င်းထောင်းမှလေးကဖုန်းဖြင့်အဆက်အသွယ်လုပ်ထားသောကြောင့်ဖြစ်သည် ကျွန်တော်တို့အိမ်ပေါ်ကိုရောက်တဲ့အခါတွင်ဖះဆင်ဘေးတွင်ဓာတ်ပုံတစ်ပုံကိုတွေ့သည်ထိုဓာတ်ပုံမှာအေးအေးမြစ်ပုံဖြစ်သည်ဟုချစ်တန်းကတတော်လေးကျွန်တော်အနာကပ်ပြောသည်ကျွန်တော်တို့ကိုထွက်ကြို့သူမှခင်မောင်တန်းဖြစ်သည်ချစ်တန်းကအေးအေးမြစ်ရောဟုမဝတ်မရဲမေးလိုက်သည်ထိုသူကမေမေဆုံးသွားတာကြပြီဟုတတော်လေးပြောသည်သူကဆက်ပြီးတော့ဦးလေးကဦးချစ်တန်းလားဟုမေးလိုက်သည် ဟုတ်ပါရဲ့ကွယ်ထိုသူကထသွားပြီးအခန်းထဲဝင်သွားသည် ထိုနောက်လက်ထဲတွင်ကင်လာသောဓာတ်ပုံကိုချစ်တန်းအားထိုးပေးလိုက်သည်ကျွန်တော်လည်းကြည်လိုက်သည်ချစ်တန်းနှင့်အေးအေးမြတ်တို့စပိန်လေးတစ်စီးဘေးတွင်ရက်ကရိုက်ထားသည့်ဓာတ်ပုံဖြစ်သည်ကျွန်တော်ကမမေကမသိမိပေးသွားတာပြီးတော့ပြောသွားသေးတယ်အဲ့ဒါမင်းအဖေတဲ့ချစ်တန်းကသူ့သားကိုငေးကြည့်နေသည် ဦးလေးတို့ဒီကိုဘာကိစ္စလာကြတာလဲချစ်တန်းကလည်းသူ့တိုက်ပုံထဲကစာကိုထုတ်ပြလိုက်သည်ကျွန်တော်ကိုပြသည့်စာဖြစ်သည်တာအဖာနှစ်ယောက်ပြန်ဆုံတွေ့သည့်ပွဲမှာရုပ်ရှင်တွေကလည်းမဟုတ်ပါချစ်တန်းကရည်ဝေသည့်မျက်လုံးတွေနဲ့သူ့သားကိုကြည့်နေသည်ကျွန်တော်ကကြားထဲမှမနေနိုင်သဖြင့်ချစ်တန်းမင်းဘာဖြစ်ချင်တယ်လဲပြောလေဘာမှမဖြစ်ချင်ပါဘူးငါမှသားသမီးမှမရှိခဲ့တာ ခုတော့သားတယောက်ရှိတယ်ဆိုတာသိလို့ပြောလိုက်တာကဲမောင်မောင်တန်းကရောကျွန်တော်လဲကျွန်တော်အဖေရှင်မှန်တော့သိတယ်ဘကိုးကိုလာပြီးကျွန်တော်အဖေကိုရှာဖို့ဆိုတာမဖြစ်နိုင်ဘူးထင်လို့ပါကျွန်တော်အမေကတရားဝင်ယူထားတဲ့ယောက်ျားမှမဟုတ်တာ နောက်ပြီးအမေကပြောတယ်ဦးချစ်တန်းကအိမ်အောင်ကြသွားပြီဆိုလို့အေးမြစ်ကအိမ်အောင်ပြုတ်သွားသေးလားမမေကအိမ်အောင်မပြုတ်တော့ပါဘူး ျွန်တော်ကိုပြုစုပြောထောင်ပေးရင်ကင်ဆာနဲ့ကွယ်လွန်သွားပါတယ်။ကျွန်တော်နဲ့တည်ထောင်မလေးတို့ကအလိုက်သိစွာဖြစ်ပြန်ခဲ့သည်။ဇာနာကသူတို့ကိစ္စဖြစ်သည်။နောက်6လခန့်အကြာတွင်ချစ်တန်းရောက်လာပြန်သည်။ဟဲ့ကောင်မင်းကိုအိမ်တက်ဖိတ်မလို့။ဘယ်အိမ်တက်ဖိတ်မလို့လဲ။ခုငါရန်ကုန်မှာနေတော့မယ်လေကွာ။ဘကိုးကအိမ်ကိုရောက်လိုက်ပြီ။ရန်ကုန်မှာတိုက်ခန်းတစ်ခန်းဝယ်လိုက်တယ်။ ဲဟုတ်ပါလားဘယ်လိုလဲဟဲ့ကောင်မင်းနောက်မေးမှထပ်ယူမလို့လားမဟုတ်ဘူးကွာငါသာငါချွေမငါမြေးလေးတွေနဲ့အတူနေမှာဒီမှာဖိတ်စာရော့မင်းလာဖြစ်အောင်လာရမယ်နော်ဟိုတရင်ထောင်းမလေးကိုပါကျေးဇူးတင်လို့ခေါ်ခဲ့ကွာအေးပါကွာဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစားရဲဆရာကြီးတင်ညွှန်ရေးသားထားတဲ့သွေးနဲ့သားဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင် နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စိုင်းဆရာကြီးတင်ညွှန်ရေးသားထားတဲ့မိမဆိုတာဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။မိမဆိုတာမောင်ကျော်စွာ လာဟေးမင်းပြောင်းနေတာကြပြီ။ဆရာရဲ့မနေ့ဆိုလဲအလုပ်သွားရညဆိုလဲဘယ်မှာ6နာရီကျော်ရင်အိမ်ပြန်ထွက်ရလို့လဲ။ မောင်နာနဲ့တရွာလုံးမိခိုတိတ်ရွာပြက်ကြီးလိုဖြစ်နေတာအေးကွာသိပါတယ်အလုတ်ပရက်လေးလာပေါ့အလုတ်ပရက်လည်းအချိန်ပိုဆင်းနေရတယ်ဆရာဘာဖြစ်လို့လဲကွာပတ်ဆန်ရှာရတော့မယ်ဆရာမင်းကနေ့တိုင်းရောပတ်ဆန်ရှာနေတာမဟုတ်ဘူးလားဟုတ်တော့ဟုတ်ပါတယ်ဆရာရေမင်းမယူတော့မလားလို့ပါ မင်းကွာခက်ပြက်ချိန်မှာမင်းမကောက်ယူရတယ်လို့ အဲ့ဒါကြောင့်ယူတာပဲလို့နားလည်ပေးပါဆရာထားလိုက်ပါခုလာတာဘာကိစ္စဆရာစီကစာအုပ်လာငားလာညဂျူတီစင်တော့ဖတ်မလို့ဆရာယူလေကွာဆရာဘာလဲကွာဆရာကိုမေးစရာရှိလို့မေးလေမိမတွေအကြောင်းနည်းနည်းတော့ပြောပြပါလားဆရာငါမပြောချင်တဲ့အထဲမှာအဲ့ဒီအကြောင်းကထိတ်ဆုံးကားကွာ လောက်ပါဆရာရဲ့မင်းကဘာလို့သိချင်တာလဲမိမားရရဲ့စိတ်ကိုဆရာနားလေတလို့ပြောပြပါလားကျွန်တော်မပြောချင်တော့လဲပြောခဲ့ပါသည်မိမားဆိုတာသူတို့အသက်ဘယ်လောက်ကြီးကြီးငယ်ငယ်လေးတွေလို့ထင်တတ်ကြတာမျိုးသူတို့ကိုဂယုဆိုင်ရင်သူတို့ကသိပြောတာအေးသူတို့ကိုအရင်မဆိုင်တော့တလို့နေရင်တော့စိတ်ဆိုးတတ်တယ်သူတို့ကိုဘတော်မှသွားပြီးတော့ထိန်းချုပ်ဖို့မကြိုးစားလိမ့်နဲ့မင်းပြဿနာအကြီးကြီးတတ်တော်လိမ့်မယ် သူတို့ကိုနားလည်ပေးရင်မင်းနဲ့တသက်လုံးအဆင်ပြေမယ်။သူတို့ကိုစန့်ကျင်ရင်မင်းနဲ့ပြဿနာအမြဲတက်မယ်။သူတို့ကိုချစ်ရင်ဂရုစိုက်ကြောင်ပြ။သူတို့နဲ့အမြဲလက်တွဲချင်ရင်သူတို့ကိုလေးစားကြောင်ပြ။ပညာရှင်တယောက်ကပြောပူတယ်ကွ။ဟုတ်ကဲ့ဆရာ။စိတ်ဆိုးနေတဲ့မိန်းမကိုရန်သွားဖြစ်ရတာလေထန်နေတဲ့အထဲမှာသတင်းစာဖတ်နေရတယ်လို့ပဲတဲ့။သတင်းစာကိုဖတ်မနေနဲ့တော့ဖတ်တာထားလိုက်တော့ငြိမ်သွားလိမ့်မယ်။ ချင်းရင်အပြစ်မမြင်ဘူးဆိုတာမင်းကြားဘူးတယ်မဟုတ်လားကြားဘူးပါလေဆရာအေးသူတို့ဘာလို့လို့အပြစ်မမြင်နိုင်ရင်ချစ်ပေါ့ကွာအဲ့ဒါကတော့တမျိုးကြီးပဲဆရာမိမဆိုတာအကာအကွယ်အဆောင်ရှောက်ခံချင်တဲ့မျိုးကွာသူတို့ကိုထိန်းချုပ်တာခံချင်တဲ့မျိုးမဟုတ်ဘူးမင်းယူမဲ့မိမကိုမင်းနဲ့တသက်လုံးမြဲချင်ရင် သူတို့ကိုချစ်ပြကျင်နာပြတနာပြ အေးသူစိတ်ဆိုးအောင်မင်းတခုခုလုံးမိပြီဆိုရင်လည်းရင်မဆိုင်နဲ့ပြေးပြီတော့အချစ်စဲဆိုတာသူဘာလို့လို့မင်းပဲလောက်ခွလွန်နိုင်တယ်ဆိုတဲ့အပေါ်မှာမူတည်တယ်။မိမဆိုတာသူ့ယောက်ျားကိုအကူလိုမောင်းလိုတငယ်ချင်းလိုအကူညီပေးတတ်သူလိုတမိုးထားတတ်တယ်ဆိုတာလည်းသိထား။သူတို့ကအချစ်ခံချင်တာဒါပေမဲ့အရန်တွေ overload မပြနဲ့။သူတို့ကနားလေတယ်။ပါလာမှနက်နက်လေး မိမဆိုတာလေပင်လယ်ကြီးလိုပဲမုံတိုင်းမရှိရင်ညိန်ပြီးတော့လှပတဲ့ပင်လယ်ကြီးပေါ့အေးမုံတိုင်းထလာရင်တော့တရိတာထား gain အဲ့ဓာတွေကငါဖတ်ဘူးတာကြားဘူးတာတွေပြောတာလက်ခံချင်လဲလက်ခံလက်မခံချင်လဲနေဘာပဲဖြစ်ဖြစ်မင်းမိမယူတော့မယ်ဆိုရင်တရိထားနိုင်အောင်ပြောတာအဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးစာအုပ်မရှိဘူးလားဆရာငါမှမရှိဘူးကွာဘာလို့မလို့လဲ ကျွန်တော်ကောင်မလေးကိုဖတ်စစ်ခြင်းလို့အချို့ကိစ္စတွေကငါတို့ယောက်ျားတွေသာတိထားနားလည်ထားရမယ့်ကိစ္စတွေပါကွာသူတို့သိဖို့မလိုပါဘူးသူတို့သိတော့ရောဆရာသူတို့ကကိုထက်ပိုသိပါတယ်ကွာဒါပေမဲ့မသိချင်အောင်ဆောင်နေတတ်တာသူတို့ရဲ့အသက်ပညာတစ်ခုပါဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစိုင်းဆရာတင်ညွှန်ရေးသားထားတယ်မိမဆိုတာဆိုတဲ့ဝတ်ချက်တော်လေးပြီးဆုံးလို့သွားပါပြီရှင် နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ကျမယောက်ျားအကောင်စားဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။ကျမယောက်ျားအကောင်စားကျမတို့အိမ်နောက်တနနှစ်ရှိပါပြီ။ကျမသူ့ကို စိတ်ကုံစားပြုနေသည်။ကြည်သူ့ကိုအိမ်အောင်ကြလျင်ဇနီးမယားအပေါ်အလွန်ချစ်ခင်မြတ်လို့ယူရလိမ့်မည်ဟုထင်ထားသည်။ မရမီနဲ့ရပြီးအနေအထားအလွန်ကွာခြားသည်ဒါကြောင့်ထင်ပါသည်မမအေးကယုံနှန်းစကားဆိုသည့်တခြင်းလေးတွင်မရခင်ဖြာလိုလိတ်ကထိတ်ပေါ်မှသာတင်လာခဲ့တဲ့မောင်မင်းကြီးသားယောက်ျားတွေမှာကွယ်ခူတော့ဖြာကိုသားကွယ်ခင်းကနင်းချေပါလို့ဟူ၍ဆိုထားသလိုကျမလည်းဟစ်လို့သားဆိုလိုက်ချင်တော်သည်မိုးချုံမအလောက်ကအိမ်ပြန်လာ အင်းရောက်တော့လဲသူ့ဖသာသူ TV ကြည့်ချင်းကြည့်မကြည့်လဲဖုန်းကြည့်မိမကထမင်းစားမယ်ဆိုလဲစိတ်မပါတလို့ထားလားစကားတွေဖောင်ဖွဲအောင်ပြောမယ်လို့စိတ်ကူးထားလဲသူကအစ်ချင်းပြီကွာဟုပြောလို့ပြောဘယ်မှလဲကျမတို့ရဲ့အိမ်တောင်ရေးတာရမုံသူလိုတာတခုပဲတီးပြီးသူကိစ္စကိုသာနားလေတော့ထိုယောက်ျားကို ကျမစိတ်ကုံနေပြီထိုကြောင့်ကျမဆုံးဖြတ်ချက်တခုချကစာရွက်တစ်ရွက်ကိုယူလိုက်ပြီးခြာရေးလိုက်မိသည် မောင်ကျမရှင့်ကိုစိတ်ကုန်နေပြီ ရှင်နဲ့ဆက်ပြီးမပေါင်းနိုင်တော့ဘူးကျမဘဝမှာနေ့တိုင်းစိတ်ပြက်စရာတွေကြီးပဲရှင်ကကျမကိုဂယုကိုမဆိုင်တာကျမထွက်သွားပြီလိုင်းမရှာပါနဲ့တော့ကျမထိုစာကိုရေးပြီးခြေတုံချတုံဖြစ်နေချိန်တွင်အိမ်ထဲကိုတယောက်ယောက်ဝင်လာတန်ကြားလိုက်ရသည်ကျမကတကားပေါင်းမှချောင်းကြည့်လိုက်ရာမောင်ဖြစ်နေသဖြင့်သူ့အကြောင်းသိရန်ဂရင်အောက်ကိုဝင်ပုံလိုက်သည် မောင်ကအိတ်ခမ်းထဲကိုဝင်လာသည် သူကစပွဲပေါ်ကို သူ့အိတ်တင်လိုက်ပြီးစပွဲပေါ်ကကျမရေးထားသည့်စာကိုကောက်ဖက်သည်ထို့နောက်ဝမ်းသာအားရထားခုံသည်ဟေးလွတ်လပ်ပြီကွလွတ်လပ်ပြီဟုဩသည်ထို့နောက်သူကအိတ်ထဲကဖုန်းကိုထုတ်ပြီးတနေရာကိုခေါ်နေသည်ကျမအသက်ပင်မရှူရဲအောင်ဖြစ်နေသည်ဟေးခင်လား တို့မျော်လင့်တဲ့နေ့ရောက်လာပြီကွာဘာမှမပြောနဲ့တော့အိမ်ကကောင်မကြီးထွက်သွားပြီထွက်သွားပြီဆိုမှတော့ဘဲထွက်သွားသွားပေါ့အောင်မဲသူ့ကိုလိုက်မရှာနဲ့တဲ့ရေးလိုက်ချင်သေးလိုက်ရှာဖို့နေနေတသားအထုပ်အပိုးတော်ထမ်းဖို့ပေးလိုက်အောင်မဲဘာလဲသူကများကိုကိုစိတ်ကုန်နေပြီတဲ့ရေးထားသေးတယ်သူ့ကိုစိတ်ကုန်တာလက်ထပ်ပြီးကလေးက ဘာလဲလွတ်လပ်ပြီလေခင်အိမ်ကိုလာခဲ့တော့ဒီညအိမ်ကဟာမကြီးမရှိမှတော့တို့လွတ်လွတ်လပ်လပ်ပြောပြောပပပေါ့ခုပဲလာခဲ့လေအပြင်ကထွက်ဆောင်နေမယ်ဖုန်းချလိုက်တော့မယ်သူကစပွဲပေါ်မှာဆာရွက်ပေါ်ရင်တခုခုရေးလိုက်ပြီးအပြင်ကိုထွက်သွားသည်ကျမငိုချင်လိုက်တာမှပြောမပြနိုင်လောက်အောင်ပင်ကျမကရင်အောက်ကထွက်လာသည် သူမထွက်မီတခုခုရေးသွားသေးသည် ဘာရင်ရေးသွားတဲ့နေသိချင်တဲ့ဖြစ်စပွဲပေါ်ကစာကိုသွားကြည့်လိုက်မိသည်။ကျမရေးထားသောစာအောက်တွင်မိမရေပုံးမဲ့ဆိုလဲခြေတောက်တွေကိုလုံအောင်ထားကွ။အိမ်ခန်းထဲဝင်လိုက်ကလေးကမင်းချစ်တော်တွေကိုတွေ့နေရတယ်။ဒါကြောင့်ရှောက်ပြောလိုက်တာ။အပြင်ထွက်သွားပြီးအေးသွားဝယ်တယ်။ပြန်လာရင်ထမင်းစားမယ်။ဟင်းနှွေးထားနော်။ထွက်မသွားပါနဲ့ကွယ်။မင်းမရှိရင်မောင်ဘယ်လို့မှမနေနိုင်ပါဘူး။ အဆင်မပြေတာတွေရှိရင်ပွတ်ပွတ်လင်းလင်းပြောပေါ့။မောင်ကတော့မင်းကိုဘတော်မှစိတ်မပြတ်ပါဘူး။သူရေးထားသည့်စာကိုဖတ်ပြီးကျမငိုင်နေမိသည်။ကျမနောက်ဖေးမိဖို့ချောင်းတဲ့ဝင်ကဟင်းနှွေသည်။ထမင်းပြင်သည်။မောင်လာလင်စိတ်ချမ်းသာအောင်အလှတွေပြင်သည်။တင်းတောင်းအောင်မဲအိမ်ထဲဝင်ဖို့တော့ခေါလောင်းထိုးနေရသေးတယ်။ဘာဖြစ်နေတာလဲဝင်ခဲ့ရင်ပြီးရောတင်းတောင် လာပြီလာပြီကျမအပြေးလေးသွားကတကားဖွင့်ပေးလိုက်မိသည်မယူမယူဟင်အေးအေးဘာဖြစ်လို့လဲဘာဖြစ်လို့လဲမယူယောက်ျားလမ်းထိပ်မှာကားတိုက်လို့ဟင်သူဘာဖြစ်သွားလဲဘာဖြစ်သွားလဲကျမတိုက်လေကအတိုင်ပြေးဆင်းသွားသည်တိုက်အောက်ကိုအရောက်တွင် အကွယ်မှပန်းစစ်တစီထွက်လာပြီး Happy birthday မိမဟုပြုံးဆဆနဲ့ကျမယောက်ျားကို တွေ့လဲရသည် ကားတိုက်သွားတယ်ဆို surprise ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ကျမယောက်ျားအကောင်စားဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်